ဒေါ်ဆန်းစုကြည်ဟာအီတလီနိုင်ငံမြောက်ပိုင်းဘိုလော့ညာမြို့မှာဂုံတူးဆောင်ဘိုလော့ညာမြို့သူစုနဲ့အွန်လာမက်ညာတက်ကတူအပီးတဲ့ဂုံတူးဆောင်ဒက်တနိကဒေါက်တာဘွဲကိုအောက်တိုဘာ30ရက်နေ့မနေ့ကလက်ခံခဲ့ပါတယ်ခံယူပြီးတဲ့နောက်အတပရနဲ့နိုင်ငံရေးဆိုတဲ့ခေါင်းစဉ်နဲ့ပြောကြားခဲ့ရမှာနိုင်ငံရေးမှာစိတ်သက်တော်လှန်ရေးလိုအပ်တဲ့အကြောင်းပြောပါတယ် I have chosen to speak about politics because I'm a politician. In some parts of the world, in my country as well, some look upon politicians. ကျမဘာဖြစ်လို့နိုင်ငံရေးအကြောင်းပြောရတယ်လဲဆိုရင်ကျမကိုယ်တိုင်နိုင်ငံရေးသမားဖြစ်နေလို့ပါ။ ကမ္ဘာနိုင်ငံတချို့မှာကြုံနေရတယ်လို့ပဲမြန်မာနိုင်ငံမှာလည်းနိုင်ငံရေးသမားဆိုရင်အဝေးကနေရှောင်ကျဉ်ရမယ့်သူတွေလို့မကောင်းတာတွေမှန်သမျှကိုပုံချရမယ့်သူတွေလို့သဘောထားမျိုးတွေအမြင်တွေရှိနေပါသေးတယ်။ဒါပေမဲ့ကျမကတော့ကျမဖခင်ပြောခဲ့တဲ့စကားလိုပဲလောကမှာမကောင်းတဲ့နိုင်ငံရေးရဲ့လို့မရှိဆိုတဲ့စကားကိုသဘောတူပါတယ်။နှစ်ပေါင်း90ကျော်ဆရာနာရှင်လက်အောက်ကိုကြားရောက်ပြီးပျက်စီးခဲ့တဲ့မြန်မာနိုင်ငံရေးလမ်းကြောင်းကိုအစ်စ်ပြန်လဲပြောင်းလဲဖို့ကျမတို့စူးစမ်းနေကြပါတယ်။ဒါကတော့ အစိုးရထက်ပြည်သူ့ကိုမျက်နှာမူတဲ့နိုင်ငံရေးဖြစ်ပါတယ်လို့ဒေါန်ဆန်းစုကြည်ကပြောသွားတာပါ In politics as in other matters it is not just the goal that is important but the means that we choose to achieve this goal as you proceed နိုင်ငံရေးမှာပန်းနိုင်ကသာအရေးကြီးတာတော့မဟုတ်ပဲဒီပန်းနိုင်ကိုရောက်အောင်ဘယ်လိုသွားရမလဲဆိုတာကလည်းအရေးကြီးပါတယ် အဲ့ဒီမှာအတ္တနဲ့ပရဘာကိုဦးစားပေးရမလဲဆိုတာရွေးချယ်ရမှာပါနိုင်ငံရေးမှာလက်တွေ့အပြင်စိတ်ပိုင်းနံမိုင်းတွေလည်းလိုပါတယ်အဲ့ဒါကြောင့်စိတ်သက်တော်လှန်ရေးဆိုတာလိုအပ်ပါတယ်လို့ဒေါအောင်ဆန်းစုကြည်ကပြောပါတယ်ဒါပြင်မြန်မာနိုင်ငံမှာလူမျိုးစုနဲ့ဘာသာရေးပြည်ပခတွေရှိနေပါတယ်အမုန်းတရားတွေပြစ်တင်တာတွေနဲ့တရားခံရှာကျင်တာတွေနဲ့ဘယ်သူတွေအဖြစ်ဘလို့ခံနေရပါတယ်ဆိုတဲ့ဖော်ပြခြင်းတဲ့ဒဏ်တွေကိုမြန်မာပြည်ကခံစားနေရတာပါ ကျမကတော့ အပြစ်ဆိုနေတာထက်ဘလို့တင့်မြတ်မလဲဆိုတာကိုပဲစိတ်ဝင်စားပါတယ်လို့လဲဒေါန်ဆန်းစုကြည်ကဆက်ပြောသွားပါတယ်။ဒေါန်ဆန်းစုကြည်ဟာအောက်တိုဘာ29ရက်အင်္ဂါနေ့ရက်လဲအီတလီနိုင်ငံအနောက်မြောက်ပိုင်းတူရင်မြို့ကပေးအပ်ချီမြှင့်တဲ့ဂုဏ်သုဆောင်မျိုးသူစုကိုလက်ခံယူခဲ့ပါတယ်။ I suggest we would succeed and then it occurred to me that in some ways we have already succeeded. not because of အောင်မြင်နေဆိုတာရုပ်ပိုင်းပြည်စုံမှုထက်စိတ်ပိုင်းပြည်စုံဖို့လည်းလိုပါတယ်။ကျမတို့ရဲ့ဒီမိုကရေစီကျိုးပမ်းမှုခီးတစ်လျှောက်လုံးမှာခါတိမှုတွေဒေါသတွေနဲ့မုန်းတရားတွေကိုကြော်လွန်နိုင်ခဲ့ကြပါတယ်။ကျမနေအကျဲချုပ်ကြနေတော့ဆိုရင်ဆေးရနာရှင်တွေကိုမမုန်းမိဖို့ကိုကိုကိုအမြဲတမ်းပေးရပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ကိုမုန်းရင်ကိုကရှုံးသွားမှာဖြစ်ပါတယ်။ဒီအသည့်တွေကြောင့်ကျမနဲ့ကျမရဲ့လူဖော်ကိုင်ဘက်တွေအောင်မြင်ခဲ့ကြတာပါ။ အာနာရှင်တွေနဲ့ကျမတို့ကြားမှာမတူကွဲပြားတာတွေအများကြီးပါဒါပေမဲ့အာနာရှင်တွေလည်းလူတွေပါပဲဒါကြောင့်မတူတာတွေကိုနားလည်နိုင်ရပါတယ်သူတစ်ပါးရဲ့အမြင်ကိုနားမလည်နိုင်ရင်မအောင်မြင်နိုင်ပါဘူးလို့စုလက်ခံယူပြီးမိန့်ခွန်းထဲမှာဒေါန်ဆဲစုကြည်ကပြောကြားခဲ့ပါတယ်ဒေါန်ဆဲစုကြည်ဟာဒီကနေ့မှာတော့ပါမာမြို့ကိုသွားရောက်ပြီးဂုံနူးဆောင်စုကိုလက်ခံရယူမှဖြစ်ပါတယ် အောက်တိုဘာ16ရက်နေ့ကတည်းကဥရောပ၅နိုင်ငံကိုခီးထွက်လာခဲ့တဲ့ဒေါင်ဆန်းစုကြည်ဟာအခုအီတလီခီးစဉ်ပြီးရင်တော့မြန်မာနိုင်ငံကိုနိုဝင်ဘာ2ရက်နေ့မှာပြန်လည်ပြီးထွက်ခွာမှာဖြစ်ပါတယ်ရှင်။